အားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးကြပါရစေသတင်းထူးများသိရှိနိုင်ဖို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး comment မှာလည်းမှတ်ချက်ဝင်ရေးပေးသွားဖို့မေတ္တာရက်ခံကြပါရစေ ထမဆုံးသတင်းတပုတ်ကတော့ပသိမ်မုံရလမ်းပိုင်းတွင်ထင်ကားလေးစီးဖြင့်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၂ဦးအရှင်မိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါရယ်။မကွေးတိုင်းစလင်းမြို့နယ်အတွင်းကိုပသိမ်မုံရလမ်းပိုင်းအတိုင်းထင်ကားလေးစီးဖြင့်စစ်ကြောင်းထိုးလာသောအကြံဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရန်စစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၂ဦးအရှင်ဖမ်းမိခဲ့ကြောင်း Pickup Brother Ruben Garila အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။ ဇွန်လ14ရက်နေ့မှစတင်ပြီးစလင်းမြို့နယ်အတွင်းရှိကံပြားရွာဘက်ကိုတင်ကားလေးစီအင်အား200ဖြင့်ပသိမ်မုံရွာကားလမ်းအတိုင်းထိုးစစ်ဆင်စစ်ကြောင်းထိုးဝင်ရောက်လာသောအကြံဖက်စစ်ကောင်စီတပ်သားများကိုတော်လရေးတပ်ဖွဲ့များကစတင်ကြပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထို့စစ်ကြောင်းသည်တောင်ညီနောင်မျိုးပြပျောက်ကြားတပ်ဖွဲ့နှင့်မင်းဘူးခရိုင်အမှတ်၅တရင်ကခြောင်ထားသောမိုင်းငါးလုံးကိုနစ်မိပြီးတက်ကြတအူအပါဝင်စစ်ကောင်စီတပ်သား၃ဦးနေရာတွင်ပွဲချင်းပြီးတေဆုံးက၈ဦးတရားရရှိခဲ့ကြောင်းသိရပါသည်။ရင်းစစ်ကြောင်းကို တော်လန်ရေးတပ်ဖွဲ့များကဇွန်လ၁၄ရက်နေ့ 15ရက်နေ့တို့တွင်နှစ်ရက်ဆက်ဒေါ်လန်ရေးတက်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာတင်ကားများရှေ့ဆက်မတိုးနိုင်တော့ပဲကံပြားရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီးချင်းလင်းစစ်ကြောင်းမှလည်းပသိမ်မုံရွာလမ်းပိုင်းတွင်မိုင်းအကြိမ်ကြိမ်တိုးပြီးအထိနာခဲ့ကြောင်းသိရပါတယ်။ ဇွန်လ16ရက်နေ့တွင်လည်းတော်လန်အတိုင်းထက်မှန်စစ်ကြောင်းထူကခင်ဘလူရွာကိုဝင်ရောက်လာစဉ်တော်လန်ရေးအဖွဲ့များကအခုခံပိတ်ဆို့တိုက်ခိုက်ခဲ့၍ပြန်လည်ဆုတ်ခွာသွားကြောင်းဇွန်လ18ရက်နေ့တွင်ပိတ်ဆဲကြီးရွာသို့ထက်မှန်ဝင်ရောက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များနှင့်မိနစ်30ခန့်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်သားများကပိတ်ဆဲကြီးရွာမှနေအိမ်များကိုမိရှို့ပြီးစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါသည် ထို9ရက်တာတိုက်ပွဲအတွင်အကြံဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးတိုက်ပွဲအတွင်စစ်ကောင်စီတပ်သား2ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။လက်နက်ခဲယံတွေတင်စီရမိတာမျိုးမရှိပါဘူး။စစ်ခွေးတေတာကတော့3ဦးပါခြေပြက်တာတွေလည်းရှိတယ်လို့ Pickup Brother Ruben Garila အဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို တောင်ညီနောင်မျိုးပြကြောက်ကြတဖွဲနေမဟာမိတ်ဖွဲ့များဖြစ်သောမင်းဘူးခရိုင်အမတ်ငါတရင်အမတ်ငါတရင်ဂျုံတဖွဲစလင်းမျိုးနယ်ပါကပါမင်းဘူးခရိုင်အမတ်တတရင်မင်းဘူးခရိုင်ပါကပါတောင်စစ်အောင် LPDF SLN LPDF ဗမာတပ်တော်ပောက်တောင်ပိုင်းစစ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဒုတိယသတင်းတပုတ်အနေနဲ့ကတော့ တော်လန်ရေးတက်များဤစိုးမိုးနေမြေမှာမလေးရှားနိုင်ငံထက်ပင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေမှုကို EOS များကသဘောတူညီလက်ခံထားဟု NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်တော်လှန်ရေးတပ်များ၏စိုးမိုးနေမြေမှာမလေးရှားနိုင်ငံထပ်ပြင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေသည်ကိုတိုင်းသာတော်လှန်ရေးတပ်ဖွဲ့များ EOS များကအခြေခံအဖြစ်သဘောတူညီလက်ခံထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုက ပြောဆိုပါတယ်။ The Burma Guardian မှာ ဝါရီသတင်းကြောင့်ဥခင်မောင်စိုးနှင့်တွေ့ဆုံမေးမြန်းကန်တွင်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးနှင့်ချမ်းမရေးဝန်ကြီးဒေါက်တာစောဝေစိုးကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါသည်။လက်ရှိမြန်မာနိုင်ငံတွင် တော်လန်ရေးတံများ၏စုံမိုးဧရိယာသည်မလေးရှားနိုင်ငံထပ်ပင်ကြီးမားနေပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့်လည်ပတ်နေကြောင်းဒေချောင်းရံမအပတ် ော်လန်ရေးတက်များသွာလာနိုင်သောနေရာမှာကြီးမားကျယ်ပြန့်လာကြောင်းဒေါက်တာဇော်ဝေဆိုးကပြောဆိုပါရယ်အခုကျွန်တော်တို့တွေစိုးမွနေတဲ့နေမျိုးကမလေးရှားနိုင်ငံလောက်မကတော့ဘူးကျယ်နေပြီအဲ့ဒီ feeling တကယ်ကိုပြည်ပြင်းစိုးမွနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လေကွင်းတွေစိုက်ခင်းပြိုကင်းတွေမဆိုင်တဲ့မပြိုးတဲ့လေကွင်းမှမရှိတာမဆိုင်တဲ့မပြိုးတဲ့နေရာဒေသမှမရှိတာနောက်မွေးမြူရေးတွေလုပ်ငန်းတွေလည်းလုပ်နေတာ ပုံမှန်လေပတ်နေတဲ့စိုးမိုးဒေတာတခုရှိနေတယ်။လေချောင်းရံမအပါပေါ်ရှိနေတယ်ဆိုတဲ့ခန်းစားချက်မျိုးရတယ်။ဒီနေဒီရေဒေတာတွေကိုငါတို့တွေပိုင်စိုးနေပါလား။ငါတို့တွေသွားနိုင်လာနိုင်လုံနိုင်ခိုင်နိုင်ပါလားဆိုတဲ့အသည့်နဲ့ feeling ခန်းစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရှာပါတယ်ဟုဒေါက်တာဇော်ဝေစိုးကရှင်းပြပါတယ်။မလေးရှားနိုင်ငံသည်ဧရိယာ72ရန်မိုင်ပေါင်း33,224ကျယ်ဝန်းပြီး ်မြန်မာနိုင်ငံမှာအေရိယာစတူရန်မိုင်ပေါင်း26228ရှိသဖြင့်မလေးရှားနိုင်ငံမှာမြန်မာနိုင်ငံချက်နှစ်ဆခန့်တည်ငယ်သောနိုင်ငံတစ်ခုဖြစ်ပါသည်ထို့ပြင်တော်လရေးတက်များစုံမုံနေသောနေမည်များကိုအခြေခံ၍အသွင်ကူးပြောင်း၏အစိုးရတရက်ဖွဲ့စည်းရန်လိုအပ်သည်ဆိုသောသဘောထားကိုတိုင်းသားတော်လရေးလက်နက်ကိုင်အဖွဲ့အစည်း EOS များကနားလည်လက်ခံသဘောတူထားကြောင်းထို့အဆင့်သို့တက်လန်းရန်စည်ရည်နှင့်နိုင်ငံရေးနောက်တဆင့်တက်ရန်လိုအပ်ကြောင်းသူကဆက်ပြောပါရယ် ကျွန်တော် informal အဖွဲ့အစည်းတွေနဲ့တွေ့ဆုံသလား informal ကျွန်တော်နားလည်သလောက်တော့အဖွဲ့အစည်းတွေအားလုံးကတကယ့်ကိုအသွင်ကူးပြောင်းရေးကာလအသွင်ကူးပြောင်းရေးအစိုးရတစ်ခုလိုအပ်တယ်ဆိုတာအားလုံးသဘောတူပါတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်ဖို့အတွက်ကတော့စီရေးနိုင်ငံရေးနောက်တဆင့်တက်ဖို့လိုတယ်။နောက်တဆင့်တက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ဒါကိုကြိုးစားရမယ်။ဒါကြောင့်စီရေးနိုင်ငံရေးနောက်တဆင့်တက်ဖို့အတွက်အားလုံးဝိုင်းဝန်းပြီးတော့ကြိုးစားဖို့လိုတယ်။အားလုံးရဲ့သဘောကတော့ Federal Democracy နိုင်ငံမဖြစ်ခင်မှာ transactional government နဲ့ transactional arrangement လို့ရဲဆိုတာကိုအလုံးကသဘောတူပါတယ်။မလေးရှားနိုင်ငံလောက်မကတဲ့နေပြည်တော်မှုရှိနေပြီ။2023ကဘာနေပြည်မှမဆိုးဖို့ဘူး။2025မှာသက်ဆိုင်ရာ federal data အလိုက်ရက်ခိုင်ဆိုရင်ရက်ခိုင်မှာတင်းထားတာအများကြီးပဲ။အလားတူပဲချင်း၊ကချင်း၊ရှမ်းမြောက် ကရင်နီအခုဆိုရင် ကရင်ပေါ်အဲ့ဒီအဲမှာလဲပြည်မဒေသတွေလည်းအများကြီးပဲအဲ့ဒီအပေါ်မှာအခြေခံပြီးတော့အသွင်ကူးပြောင်းရေးကာလအစိုးရတခုလိုတဲ့ဆိုတာအားလုံးသဘောပေါက်ပါတယ်သဘောလဲတူတယ်ဘယ်လိုသွားမလဲဆိုတာတော့နီလန်အမျိုးမျိုးရှိမှာပေါ့အားလုံးရဲ့ရည်ရွယ်ချက်ကတော့အသွင်ကူးပြောင်းရေးအစိုးရလိုတဲ့ဆိုတာအားလုံးသဘောတူပါတယ်ဟုလက်ကောင်းကဆက်ပြောပါတယ် စစ်အာဏာရှင်ကိုချေမှုန်းပြီးအသွင်ကူးပြောင်းအစိုးရတရက်ပေါ်ပေါက်လာရန်မြန်မာပြည်သူများအပါအဝင်တော်လှန်ရေးအင်အားစုများအလုံးစီရင်နေနိုင်ငံရေးနောက်တဆင့်တက်နိုင်ရေးအတွက်ဝိုင်းဝန်းတွန်းအားပေးကြိုးစားကြရန်လိုအပ်ကြောင်း NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကတိုက်တွန်းပါတယ် အဲ့ဒါကိုဘလို့သွားမလဲဆိုတာကကျွန်တော်တို့နောက်ထပ်ရွေးမယ်အရွေးစည်ရေးအရနိုင်ငံရေးအရာအရွေးတွေအပေါ်မှာအများကြီးမူတည်တယ်။အဲ့ဒီအရွေးတွေကောင်းဖို့လိုတယ်။အဲ့ဒီအရွေးကိုရွေးအောင်အားလုံးဝိုင်းပြီးတော့တွန်းဖို့လိုတယ်လို့အားလုံးသဘောတူတယ်။အားလုံးကအဲ့ဒီလိုဆုံးဖြတ်ပြီးတော့ကြိုးစားပြီးလုပ်နေကြတယ်လို့ကျွန်တော်နားလည်ပါတယ်ဟု၎င်းကဆက်လက်ပြောဆိုပါတယ်။ NUG ဝင်ကြီးဒေါက်တာစောဝေဆိုသည်ပြည်ပတွင်ရောက်ရှိနေရမှယခုနှစ်စံပိုင်းတွင်ပြည်တွင်းသို့အပြေးပြန်လာခဲ့သောပထမဦးဆုံး ပြည်တော်ပြန် NUG ဝင်ကြီးတအူလည်းဖြစ်ပါတယ်။တတိယသတင်းတပုတ်အနေနဲ့ကတော့နေပြီးတော့ MRTV ဝန်ထမ်းမတ်နှင်းရင်ဖြူကိုဒေါအောင်ဆန်းစုကြည်၏အသက်80ပြည့်မွေးနေ့ဆုတောင်းမှုနဲ့ပန်းတပိတ်ပါဝင်ခဲ့မှုဖြင့်စစ်ကောင်စီကဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာန MRTV ဝန်ထမ်းမနှင်းရင်ဖြူကိုဒေါအောင်ဆန်းစုကြည်၏အသက်80ပြည့်မွေးနေ့ဆုတောင်းပြီးပန်းတပိတ်ပါဝင်ခဲ့မှုဖြင့်စစ်ကောင်စီကဖမ်းဆီးလိုက်ကြောင်း MRTB ဝန်ထမ်းအတိုင်းဝိုင်းနဲ့စေကောင်စီဤထုတ်ပြန်ကြေညာချက်အရာသိရပါတယ်။ဇွန်လ19ရက်နေ့ကကြာရောက်သော လူလူကောင်းဆောင်တောအောင်ဆန်းစုကြည်ဤအသက်80ပြည့်နှစ်မွေးနေ့အဖြစ်ပန်းတပိတ်တွင် MRTB ဝန်ထမ်းမနှင်းရင်ဖြူခနှောင်းနှောင်းကပါဝင်ခဲ့ပြီးတောအောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းအဖြစ်လူမှုကွန်ရက်တွင် Happy Birthday အမေစုအသက်ရှိအနာမဲပါစေဘဝဆက်တိုင်းချစ်တော်သူများနှင့်ခွေခွင်းရခြင်းဒုက္ခမှဝေပါစေသူတော်ကောင်းများနဲ့သာကြုံတွေ့ပါစေဟုရည်သားခဲ့ကြသော ထို့ပြင်ပန်းသပိတ်ပါဝင်မှုအဖြစ်ပန်းပန်သောဓာတ်ပုံများကိုလည်းလူမှုကွန်ရက်တွင်မျှဝေ posting ခဲ့ကြောင်းသိရပါတယ်။သူကပန်းသပိတ်ပါဝင်လာရင်အမေစုမွေးနေ့ဆူတောင်းပေးတာကိုသူ Facebook မှာတင်နေ။အဲဒါကို Snow Queen စစ်လော်ဘီ Telegram Channel ကနေဖမ်းပေးပါဆိုပြီးတင်နေ။ဇွန်လ22ရက်နေ့ည8:00နာရီလောက်မှာစစ်တပ်နဲ့သူ့ကိုဝန်ဖမ်းတာဟု MRTV ဝန်ထမ်းတအူးကပြောဆိုပါတယ်။ ဖန်စီခံရချင်းတွင် MRTB ဝန်ထမ်းမနှင်းရင်ဖြူသည်နေပြီးတော့တက်ကုန်ရှိ MRTB ဝန်ထမ်းအိမ်ယာတွင် ရှိနေခြင်းဖြစ်ကြောင်း Telegram Channel များမှာသူမကိုဖန်စီရန်လှုံ့ဆော်ခဲ့ခြင်းဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆူတောင်း post ကိုပြန်လည်ဖျက်ခဲ့တော်လဲအချိန်မမီတော့ပဲဖန်စီခံလိုက်ရကြောင်းသူမအသုံးပြုနေသော Facebook အကောင့်များနှင့်ဖုန်းများအလုံးကိုလည်းစစ်တပ်နှင့်ရဲများကသိမ်းဆီးသွားကြောင်းသိရပါတယ် ယနေ့ထုတ်စစ်ကောင်စီ၏ဝါဒဖြန့်သတင်းစာများတွင်လည်းနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစေရန်နှင့်အစိုးရရန်ရာများပြက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်းဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့သောဩဂတ်စ်နှင်းနှင်းရင်ဖြူ Facebook အကောင့်ပိုင်ရှင်ဖြစ်သူနေပြည်တော်ပြည်ထောင်စုနယ်မြေတပ်ကုန်းမြို့နယ်မြမအတန်နှင့်ရုံမြင့်တန်ကြားဝင်းနယ်အိယာနီနှင်းရင်ဖြူခနှောင်းနှောင်းကိုဇွန်လ22ရက်နေ့ညပိုင်းဖမ်းဆီးကြောင်းသတင်းထုတ်ပြန်ထားပါတယ် အကြံဖတ်စစ်တပ် lobby Telegram channel များတွင်ပန်းတပိတ်တွင်ပါဝင်သော စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများတည်သူများနှင့်ចောင်းသားများကိုဖမ်းဆီးရန်အတွက်လှုပ်ဆောင်မှုများကိုဇက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါသည်ခေတ္တမန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။